တနေ့လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ22ရက်နေ့ကနေ31ရက်နေ့အတော်တွင်မှာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်။ရှင်မန်းချက်သစ်တွေကောင်းထဲဖို့အောင်မြင်မှုကို ရရှိနိုင်တယ်။ကိုပိုင်စွန်းစားတဲ့ဘဝတလန်းကို ဖန်တီးနိုင်တဲ့နေထားရှိတယ်။ယမနာလိုသူတွေနဲ့ ထိတိုက်တွေ့မယ်ဆက်ပစ္စည်းလျှက်စပစ္စည်းတွေအပြောင်းရှပစ္စည်းများမယ်ဂျာဝင်တောင်ယူခြင်းအမှခန့်ခြင်းရှောင်ရမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလုခဲ့မှုတွေမှာပေါ်ပေါက်လာတဲ့ခက်ခဲတွေကိုရင်ဆိုင်ဖြစ်ရှင်းပြီးမှအလိုရာပြည့်စုံမယ်ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနေရနေ့ကိုစနေနေကောင်းရမြဖြစ်တဲ့အဲ့ဒီနေ့မှာလူရဲကံရည်တွေမှာတော့နှောင့်နှေးမယ်စိတ်ရှိသီးခံပြီးလုပ်ရင်ဆင်းပြေမယ်မြင့်မြတ်တဲ့ဒိဋ္ဌံဝိညာဉ်ကိစ္စတွေဆောင်ရွက်နိုင်တယ်23ရက်နေ့အလုံးစုံကောင်းတယ်အခက်အခဲတွေကြားရထိုးပေါက်ပြီးတိုးတက်သွားမယ်24ရက်နေ့ရပိုင်ခွင့်တွေလက်ဝဲပြေရမယ် ရအစီအပြေမယ်25ရင်းနေ့မှာငွေကြေးကလုပ်ငန်းကစီးပွားကအထူးတိုးတက်တယ်26ရင်းနေ့မှာရီမန်ထားသည့်တို့ရဲ့အနှစ်သာရကို ရရှိမယ်မိကောင်းဆွေကောင်းထောက်ကူတွေနဲ့ဘဝတိုးတက်မှုကိုရရှိမယ်နေ့တစ်ခုဖြစ်တယ်29ရင်းနေ့အရာရာအောင်မြင်မှုနဲ့တိုးတက်မှုရဲ့နှစ်သာရကိုရတယ်အခက်အခဲကိုဖြေရှင်းနိုင်တယ်28ရင်းနေ့မှာလူယုံဒုက္ခပေးမယ် လူလင်ဒုက္ခနဲ့ကျူဆက်ရတဲ့တဲ့အတိုက်ခံများမယ်29ရက်နေ့အဲ့ဒီမှာနေချက်တဲ့နေ့ဖြစ်တယ်အသွာလာနေတဲ့ကျူဆက်ပါရံပတိပက္ခကိုရှောင်ပါအခက်အခဲတွေလိုက်လာကူညီပေးလိုက်ပါ30ရက်နေ့ကတော့ထူးခြားတဲ့ကံပေါ်ပြီးတော့အဆင်ပြေလာတယ်အခက်အခဲကျော်လွှားနိုင်မယ်ငွေကြီးကံကောင်းခြင်းတွေကိုကြုံမယ်အဲ့ဒီနေ့က ။ခေါင်းစည်းခေါင်းဆောင်နေခေါင်းရဲ့မြတ်တစ်ခုဖြစ်တယ်။အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းဆောင်ပြုခြင်းဖြင့်ဘေးရကင်းကြံ့နေကင်းနေရှိတယ်။အသွားလာနေထိုင်ကျူးဆက်ရမယ်။မြောက်ရောက်တည်သွားစရာနေဖြစ်တတ်တယ်။အချိန်ကာလအဖြစ်မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွားလာကျူးဆက်မယ်။ကြံချိန်ကုန်ကောင်းပါနဲ့။30ရက်နေ့မှာ ကောင်းခြင်းနမိတ်နဲ့ကြိုးပင်းခြင်းကံတွေကိုရရှိကြိုးပင်းတဲ့နမိတ်ကိုတွေ့ရပါတယ်။ဒီကာလအတော်တွင်မှာကြာသပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်နီရောင်ချက်သွေးရောင်တို့ကိုသုံးမှာနဘသုံးခုကိုကနန်းတွေကိုကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်။ ကောင်းခြင်းကံကြမ္မာနဲ့အလုံးစုံကောင်းခြင်းနမိတ်တွေကို ရရှိစေရန်အတွက်30ရည်နေ့မှာကောင်းစေကောင်းလျှော်ပြုပါမတ်30ရည်နေ့မှာကောင်းစေကောင်းလျှော်ပြုရင်ထူးခြားစွာကံကောင်းတတ်တယ်အလိုဆန္ဒရှိတာအောင်မြင်နိုင်တယ်ဖုံးကံမြင်မနိုင်တယ်တောင်းလက်တွေ့ဆုံးချဆောင်ရွက်ပါကျေးဇူးတင်ပါတယ်